်အလုံးမိုင်းမင်္ဂလာပါဗျာခုတခါမှတော့ငနဲ့၄နာရီမှနေ့လယ်မှအတူပါခြာရမယ်အမျိုးသမီးမှစံကေကေဒီလာငှားပြီးတော့လိုက်ပို့ခဲ့ကြောင်းပြပြလာတဲ့အမျိုးတရဲ့ရုပ်တံပြူပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူပိုင်းလေးကိုကြည့်ပြီးတော့ဝိဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေး channel မှာပြန်လေကြိုဆိုလိုက်ပါရစေဗျာ ဲ့အမျိုးသားကကြတော့ဘယ်လိုမျိုးအချောက်ခံရလဲဆိုတော့ပေါ့နော်အဲဝင်းတို့နေမျိုးလေးတစ်မျိုးမှာသွားနေသေးရေပေါ့သွားနေတဲ့ခါကျတော့သူကအမျိုးလေးမှာကယ်ဒီမောင်းတာပေါ့နော်စိုက်ကယ်ကယ်ဒီမောင်းတာမနဲ့ဆိုလို့ရှိရင်ဝင်းနဲ့အမျိုးသား၄နိုင်လောက်ဆိုသူထသွားပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကလေအရင်ကတည်းကပေါ့နော်အလုပ်ကိုစူးစားတယ်။ဒီအလုပ်မှမဆိုပေါ့နော်သူများထက်အရင်ဥအောင်သူလုပ်တယ်။သူတို့ခိတ်ကလည်းအရင်ရောက်တဲ့လူကနံပါတ်1ဖြစ်တာမို့လို့သူကအဲ့ခိတ်ကိုအမြဲတမ်းသူနံပါတ်1ရအောင်လို့နံပါတ်1ထွက်ချင်လို့ပေါ့နော်။ 4နိုင်ဆိုလို့ရှိရင်သူအိမ်ကနေပြီးတော့ဆက်ထွက်ပြီးဟုတ်လားကို4နိုင်လား3နိုင်ကျော်ကျော်ဆိုထွက်တာလား3နိုင်ကျော်ကျော်ဆိုထွက်တာနော်4နိုင်ဆိုလို့ရှိရင်ဂိတ်မှာတော်တော်များများလူဆုံနေဆိုတော့အဲ့တော့4နိုင်ကိုထိုးခင်ဆိုရှင်အိမ်ကနေပြီးတော့သွားပြီးသွားပြီးဆိုတော့အဲ့နေတော့ကျတော့ဖြစ်ချင်တော့သူတရားဝဲရောက်တယ်ကိုတရားဝဲရောက်တယ်နော်အဲ့တရားဝဲရောက်တယ်ဆိုတော့ကျတော့ ူကတည်းရောက်ပြီဆိုလို့ရှင်ပေါ့နော်သူ့ရဲ့ခိတ်ထဲမှာတဲ့ဟိုသူကောင်းတာလေးအမျက်လို့တယ်ပေါ့နော်တပြက်စီးလှဲတယ်တောက်ရည်အိုးတွေပါတယ်သူလှဲပြီးတော့ထဲ့တယ်ပေါ့နော်အဲ့နေတော့ကတည်းဝင်းနဲ့အမျိုးသားနေပြီးတပြက်စီးလှဲနေရတပြက်စီးလှဲနေတော့ပေါ့နော်သူကဟိုဘက်ကိုလှဲပြီးတော့လှဲနေတဲ့အချိန်မှာသူ့ရဲ့အနောက်မှာဘဒူးမှလည်းမရှိဘဲနဲ့မိုးလည်းမလင်းသေးဘဲနဲ့ဘွားကနေဆိုပြီးတော့ကောင်မလေးတယောက်ပေါ်လာတယ်ပေါ့နော်အဲ့ကောင်မလေးကကြတော့တယ်ပါတိတ်ဝမ်းဆက်ဝတ်ထားဟာလားဟာပါတိတ်ဝမ်းဆက်လားဝမ်းဆက်နေတယ်အေးပါတိတ်ဝမ်းဆက်ပါတိတ်ဝမ်းဆက်နေပေါ့နော်အဲ့နဲ့အိတ်လေးတစ်လုံးလွှဲထားတယ်တဲ့အရှိမအိတ်လေးတစ်လုံးလွှဲထားရဲဆိုတော့ဟာ အဲ့နဲ့သူကတော့မှပဲရုတ်တရက်ကြီးဆိုသူဒီဘက်ကိုလှည့်လိုက်တဲ့ချိန်မှာအဲ့ကောင်မလေးကိုရုတ်တရက်ကြီးတွေ့သူတော့မှလန့်သွားရဲပေါ့နော်အဲ့နဲ့ကောင်မလေးကပြောတယ်တဲ့အကိုအကိုပေါ့ तू ကဘယ်နေရာကိုသွားချင်တာပေါ့အာလိုက်ပို့ပေးပါပေါ့အဲ့နဲ့ဩအင်းဟုတ်ပြီရရတယ်ပေါ့ညီမလေးပေါ့နော်ဒါအဲ့နေရာကိုသွားမယ်ဆိုလို့ရှင်တော့ဘလောက်ပေးရမယ်ဆိုပြီးပြောလိုက်တော့သူကတခါလေးပေးရတာမပေးဘူးနော်သွားမယ်ဆိုပြီးပြောတာဟုတ်တယ်မလားအဲ့အင်းအင်းနဲ့အဆိုးနဲ့သွားကြမယ်ဝင်းနဲ့အမျိုးသား၄တောင်ပေါ့နော်အဲ့နေရာသွားမယ်ဆိုရှင်တော့၄တောင်ကြမယ်ဆိုပြီး၄တောင်တောင်းလိုက်တာအင်းအင်းနဲ့ရရရတယ်တဲ့သွားမယ်ဆိုပြီးသွားသွားလဲသွား ။ तू ကလေအိုက်ကောင်မလေးကိုတဲ့ဆိုင်ကယ်ပေါ်စပြီးတော့တက်လာကလေးက तू အယမ်းပေါ့နော်။တခုခုခံစားနေရတယ်ပေါ့။တခုခုခံစားနေရတယ်လို့ तू ဝင်းနှုံပြောပြတယ်။အဲ့ကောင်မလေးရတယ်တကယ်တမ်းဆိုရင်ကွာတော်တော်များများကလေမိန်းကလေးဆိုပို့ပြီးတော့ကြောက်တက်တယ်ဆိုင်ကယ်အနောက်ကနေလိုက်စီရဲဆိုလို့ရှင်အရှိရလူနဲ့ကိုကပ်ပြီးတော့စီးတယ်ကွာဒီလား तू ကကျွန်တော်လုံးဝကပ်မနေဘူးတော်တော်ကြီးကိုခွာပြီးတော့မှလိုက်စီခဲ့တာတဲ့အဲ့နဲ့ तू သွားချင်တဲ့နေရာပေါ့နော်ဝင်းနဲ့အမျိုးသားနေပြီးတော့လိုက်ပို့ရောလိုက်လဲပို့လဲပို့ရောအဲ့နေရာကိုရောက်တော့ဝင်းနဲ့အမျိုးသားအဲ့အမအမသွားချင်တဲ့နေရာကိုရောက်ပြီပေါ့ပတ်စံဒီလောက်လောက်ကြတယ်ဆိုတော့အဲ့နဲ့ तू ကဘာလဲ သူမပတ်စံမပါဘူးလို့ပြောဟာလားဘယ်လိုပြောอ่ะပတ်စံတော့မပါဘူးတဲ့သူမပတ်စံမပါဘူးပေါ့နော်သူ့ရဲ့အိတ်ကလေးသူအရှိမလွှဲထားတဲ့အိတ်ကလေးတွေကနေပြီးရောတဲ့သူမှန်အကွဲလေးတစ်ချက်ရဲတဲ့တုတ်ဘက်လေးတစ်ခုရဲဟာလားတုတ်ဘက်လေးဟမ်အေးပတ်စံသူ့ရဲ့အဲ့ရှိမလွှဲထားတဲ့အိတ်လေးတွေမှာပေါ့နော်အဲ့အားလေးတစ်ခုပဲပါတယ်တဲ့သူ့မှာပေါ့နော်အဲ့မှန်အကွဲလေးတစ်ချက်ရဲတုတ်ဘက်လေးရဲပဲပါတယ်ပေါ့အဲ့နဲ့သူကလည်းမနှက်စောစောကြီးလည်းဖြစ်တယ်ကွယ်ဇေဥပေါက်ကြီးလည်းဖြစ်တော့ဝိနှံ့မျိုးသားစိတ်တူသွားတယ်ပေါ့နော် လေးတောင်ဆိုတဲ့ပတ်စံအဲ့တုန်းကလွန်ခဲ့တဲ့အဲ၉နှစ်ကျော်ကျော်ကပေါ့အရန်ကိုတန်ဖိုးရှိတဲ့ပတ်စံလေလူတစ်ယောက်မှာပတ်စံ၂၀၀၀လောက်ရှိရင်တော့မှာပဲကောင်းကောင်းထမင်းစားလို့ရခဲ့တဲ့အချိန်ဆိုတော့သူလည်းလေးတောင်ဆိုတော့အရန်တော့ဒေါသထွက်သွားရဲပေါ့နော်အဲ့နဲ့အဲ့သူတောင်းမှန်မှာအကောင်မကြီးကတောင်းမှန်တယ်နော်သူတောင်းမှန်မှာတဲ့သူမှတကယ်မပါလို့ပါတဲ့သူကဒီနေရာမှာနေတာတဲ့နောက်လေတဲ့ကြုံရင်လာလေပေါ့နော်ဝင်းထံမျိုးသားတော့မှအဲ့လိုပြောလိုက်သေးရဲ့တဲ့အဲ့နဲ့သူကကြည့်လိုက်တော့အဲ့နာမှာလေခွင်းကြီးပဲရှိတာဘာဆိုဘာမှမရှိဘူးအိမ်လည်းမရှိဘူးဟုတ်တယ်မလားအိမ်ရှိလားအဲ့မှာနေတာမဟုတ်ဘူးအိမ်ထဲမှာရ သိတယ်လေဒါပေမဲ့ तू ကအိုင်နားမှာဆုံးသွားတာမဟုတ်လို့ तू ကအိုင်နားမှာနေတာလို့ကိုကိုပြောလိုက်တာအိုင်နားကိုလာလေဆိုပြီးတော့ပြောတာလေအိုင်နားမှာလဲခွင့်ရေးပဲရှိရလားဘာမှမရှိဘူးထုံအိုင်နားမှာဘာမှမရှိဘူးတဲ့ခြုံပြီးပေါ့နော်အဲ့နဲ့အဲဟုတ်ပြီဟုတ်ပြီတဲ့အဲ့ဆိုလဲထားလိုက်တော့ပေါ့နော် तू ကုတုလုတ်တယ်ဆိုပြီးတော့ तू ကလှဲ့ထွက်တဲ့အချိန်မှာလှဲ့ပြီးတော့အနောက်ကိုပြန်ကြည့်တဲ့အချိန်မှာအိုင်ကောင်မလေးလုံးဝမရှိတော့ပျောက်ချင်းမလားပျောက်သွားတာနော်ပျောက်ချင်းမလားပျောက်သွားရလောက်အောင်လဲဝင်ဝင်ဝါးစရာအိမ်လဲမရှိဘူးကွယ်ခြုံပြီးပဲရှိတာအဲခြုံဆိုဘယ်လိုလဲလဲကွင်းလားဒါမှမဟုတ် ချုပ်ချုပ်နေနိုင်တယ်။ဘယ်ဝင်းပုံစံမျိုးကြီးချုပ်နေ။အဲချုပ်နေဝင်တိုးရတာမဖြစ်နိုင်ဘူးလား။အာအာနေပေါ့နော်။အာနေသူလှည့်ကြည့်တော့အဲ့ကောင်မလေးလုံးဝမရှိတော့ပျောက်ချင်းမလားပျောက်သွားမှာ။အာနေသူလဲတဲ့စက်သိန်းတွေပါ။သူကလေအဲ့လိုလှည့်ကြည့်ပြီးအချိန်မှာပေါ့နော်။တခိုးလုံးနဲ့စက်သိန်းတွေဖြန်းကနေထထွားတာတဲ့။အာနေသူလဲတဲ့ဘာမှမသိဘူးဆိုပြီးအမြန်တုတ်ချစ်တင်ပြီးတော့ပေါ့နော်။ဂိတ်ကိုရအောင်လာခဲ့တာပေါ့။အာဂိတ်ကိုရအောင်လဲလာခဲ့ရောနောက်နေ့လေညနေပိုင်း3နာရီလောက်ကြတော့ ။အော်အေးဂိတ်သူဂိတ်ကိုပေါ့နော်ဝင်းတဲ့အမျိုးသားဂိတ်ကိုပြန်ရောက်တဲ့အချိန်မှာဆိုင်ကယ်ကိုဂွားတော့ထောက်ပြီးတော့ဂွားတော့ထောက်လိုက်တဲ့အချိန်မှာဖိနှိုင်ကုန်းပေါ်မှာအရန်ထူးဆန်းနေနော်ဖိနှိုင်ကုန်းမှာသွားတစ်ချောင်းကျန်ခဲ့တာဝင်းနဲ့တော့ပုံမှန်တာမန်လူတွေကွာသွားမပြောနဲ့ဘာမှမဟုတ်တဲ့ပစ္စည်းတစ်သေးလေးတင်လိုက်ရင်တော့မှအဲ့မောင်းခဲ့တဲ့လမ်းတောက်လျှောက်မှာအဲ့ပစ္စည်းကပြုတ်ကိုကျခဲ့ရမယ်နော်ဒါပေမဲ့လေအဲ့သွားတစ်ချောင်းကသူဂွားတော့ထောက်လိုက်တဲ့အချိန်မှာအဲ့သွားတစ်ချောင်းကိုသူတွေ့ရတော်တော်ထူးဆန်းနေနော် အဲ့နဲ့နောက်လဲကြတော့ညနေ3:00နာရီလောက်ရောက်သွားတော့မှကိုတို့ရဲ့ဂိတ်ဘေးကလမ်းထဲကနေပြောအတုဘကထွက်လာဟာလားအတုဘကားတွေလည်းထွက်လဲထွက်လာရောအဲ့မှာဓာတ်ပုံကိုလှမ်းကြည့်တဲ့တာသူမနှက်ကလိုက်ပို့ခဲ့တဲ့ကောင်မလေးဖြစ်နေတယ်အဲ့ကောင်မလေးဖြစ်နေတာပေါ့နော်မလေးဝင်းနေပြောနေတော့မှအရန်ကြောက်တယ်တိလားဝင်းနေအဲ့တော့ဘိုက်ကြီးနေနော်ဘိုက်ကြီးနေနော်ဟုတ်တယ်နော်ဝင်းနေဘိုက်ဘိုက်ကြီးနေတဲ့အချိန်တည်းလားကိုဝင်ရှိနေတဲ့အချိန်ပေါ့နော်လူကလည်းလေအစားတောက်ပြက်ပြီးရောပေါ့အဲ့လိုအရန်အန်နေတဲ့အချိန်အစားတောက်မပြက်ဘူးအရန်အန်နေတဲ့အချိန်ပေါ့နော်သူအဲ့ကိစ္စကြီးကိုဖြစ်ပြက်ခဲ့တာပေါ့ အနဲ့ပေါ့နော်သူအဲ့လိုမျိုးကြုံလဲကြုံပြီးွားရောအာညနေပိုင်း3နာရီလောက်ကျတော့ဘေးကနေပြီးတော့သူတို့ခိတ်ဘေးကလမ်းချရတယ်အာသူဘကလည်းထွက်လာအောင်အဲ့အာသူဘကလည်းထွက်လာတဲ့အချိန်မှာသူကအဲ့ကောင်မလေးရဲ့ဓာတ်ပုံကိုတွေ့လိုက်တာနာရီကမှသူ့ဓာတ်ပုံချိန်ထားတာပေါ့နော်သူတော်တော်အန်အောပါတယ်ဝင်းနဲ့အမျိုးသားပေါ့နော်တော်တော်လေးကိုအန်အောပါပေါ့နော်အဲ့နဲ့ဘေးကအဲ့ဒိတ်ထဲကအကိုကြီးတယောက်ကိုပေါ့နော်ဆိုင်ကယ်ကယ်ဒီမောင်းနဲ့အကိုကြီးတယောက်ကိုမေးလိုက်တာပေါ့အကိုပေါ့ဒီကောင်မလေးကဘမလည်းပေါ့သူ့အိမ်ကဘမလည်းပေါ့ အဲ့နဲ့ तू အဲ့အကိုရတော့မှဘလို့ထင်လဲဆိုတော့အော်မင်းဖိရိုက်ချင်လို့လားငါလိုက်ပို့ပေးမယ်အာမဟုတ်ဘူးကျွန်တော်ဖိရိုက်ချင်လို့မဟုတ်ဘူးပေါ့နော်သူ့အိမ်ကိုကျွန်တော်တိချင်တယ်ခဏလောက်အဲလိုက်ပို့ပေးလို့ရမလားဆိုတော့သူတို့ကနေပြောအဲ့နာရေးအိမ်ကိုခေါ်ဝါးပေးတာခေါ်ဝါးပြီးတော့မှဝင်းနဲ့အမျိုးသားနေပြောအဲ့ तू ကဘလို့ဆုံးသွားရလဲဘာညာမေးလိုက်တော့မှ तू ကဆိုင်ကယ်နဲ့ကားနဲ့အက်ဆီဒန့်ဖြစ်ပြီးတော့မှပွဲချင်းပြီးဆုံးခဲ့တာအဲ तू ကဆိုင်ကယ်နဲ့ပေါ့နော်အနောက်ကနေပြီးတော့တွဲကားကြီးလားဟာလားတွဲကားဝင်ကြုံတာလား အဲ့တွဲကားလားဘာကားလဲတော့မသိဘူးပေါ့နော်ကားကနေပြီးတော့သူ့ရဲ့ဆိုင်ကယ်ကိုဝင်တိုက်လိုက်တာဝင်တိုက်တော့အဲ့မှာကောင်မလေးကလုံးဝဟိုအိုက်နားမှာနေပွဲချင်းပြီးဆုံးသွားခဲ့တာပေါ့နော်အာ သူတော်တော်လေးကိုပေါ့နော်တကယ်ကိုဖြစ်ရမှန်ကြုံခဲ့ရတဲ့အဖြစ်ပေါ့နော်ဝင်းနုစဉ်းစားလေအဲ့တော့ဆိုလေအဲဝင်းနုကအိမ်မှာဆိုင်ကနှစ်စီးရှိရပေါ့နော်နှစ်စီးရှိရဆိုတော့နှစီးရကြတော့အဲ့တော့ပြန်ရောင်းမယ်ဆိုပြီးတော့လုံနေရရောင်းနေရရောင်းနေရလုံးဝရောင်းမထွက်ဘူးဒါပေမဲ့အဲ့ကောင်မလေးကအဲ့ဒီကိစ္စတွေဖြစ်ပြီးွားချင်းမှာအိုက်ဆိုင်ကချက်ချင်းရောင်းထွက်သွားနော်ချက်ချင်းလာကြည့်ပြီးတော့ချက်ချင်းကိုပဲရောင်းထွက်သွားတာသူသူ့ကိုကူညီပေးခဲ့တော့ကိုယ်ကိုလည်းသူတနည်းနည်းနဲ့ပြန်ကူညီတယ်ပဲပြောရမလားပေါ့နော်ဒါပေမဲ့ထူးဆန်းတာတခုကကြတော့အဲ့ဒီဆိုင်ကယ်ပေါ်မှာတွားလေးတစ်ချောင်းကျန်နေတာဘာကြောင့်လဲဆိုတော့တော်တော်လေးထူးဆန်းတယ်နော် ဘာကြောင့်တင်ခဲ့ပေးတာလဲဘာအထိတ်ဖယ်လဲအဲ့တော့မင်းရဲ့တင်ထားတာကဘာဖြစ်ကြလဲအဆောင်ရတဲ့ပြင်ဘာလို့ဖြစ်ကြလဲဟောဒါမဲ့လေကိုရဲတေးပြီးသားလူရဲ့တွားရေးဆိုပြောမရအောင်လေကြောက်ပါတယ်ဝင်းနေတော့အာဝင်းနေအမျိုးသားအဲ့တော့ဆိုသူဘလို့ဖြစ်သွားလဲဆိုအိမ်ကိုပြန်လာပြီဆိုရှင်ဝင်းနေတော့လုံးချင်းငှားနေတာပေါ့နော်လုံးချင်းငှားနေတော့အိမ်ထဲမှာရေချိုးခန်းကတက်တက်အိမ်သားတက်တက်ပါပြီးသားအာအဲ့ရေချိုးခန်းထဲဝင်ပြီဆိုရှင်သူကစပြတိုက်လို့ရှင်ဒီလိုတိုက်ရမလား ဲ့လိုလိုက်တော့ तू အဲ့လိုမျိုးတိုက်ရင်တော့ကပဲသူ့ရဲ့မျက်စိထဲမှာဒီလိုမျိုးမှိတ်တဲ့အချိန်မှာအဲ့ကောင်ကလေးရဲ့မျက်နှာရိုးပဲ तू အများကြီးတွတ်တွေ့နေရေပေါ့နော်အဲ့ तू နောက်ပိုင်းကျတော့စက်ပြတော်မားနဲ့မိမနဲ့ तू အဲ့လိုမတိုက်ရဲတော့ဘူးပေါ့နော်ဟိုမျက်စိမှိတ်လိုက်တိုင်းပေါ့ဒီကောင်ကလေးရဲ့ရုပ်ကြီးကိုပဲပြင်ပြန်ပြီးတော့မျက်စိထဲမှာပေါ်ပေါ်လာတယ်ပေါ့အဲ့ဒါဝင်းနဲ့အမျိုးသားတကယ်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်လေးပါရှင်စိတ်ဝင်စားတယ်ဆိုလို့ရှင်နောက်ရကြရင်လည်းဝင်းနဲ့တော့မကြုံဘူးအဲ့ဟိုခုနဟိုတနေ့ကပြောခဲ့တဲ့ဟာလေးပဲကြုံဘူးလားဝင်းနဲ့အမျိုးသားကတော့အများကြီးကြုံခဲ့ဖြစ်တဲ့အတွက်ဆက်ပြီးရောပြပြပေးပါဦး